တော်လဆန်က2025မှာမွေးထိုးတဲ့ကဏ္ဍလေးတစ်ခုပေါ့နော်အဲ့ဒါလေးကျွန်တော်တကယ်ကျွန်တော်ပြပေးခြင်းပါတယ်ဒီရင်လည်းကျွန်တော်ပြပေးဘူးလားရှိပါဘူးဟိုကဒုတိယကြိမ်ပြန်ပြပြီးတာပေါ့နော်တကယ်ချင်းနေဟိုကမေ့နေလောက်ပြီးချင်းလို့ကျွန်တော်ဒါဒုတိယကြိမ်ပြန်ပြီးတော့ပြသပေးလိုက်ရင်ဖြစ်ပါတယ်တွေ့ပါလဲဆိုင်လေးကဒီ69နှစ်နှစ်နှစ်ပေါ့နော်69 89 အဲ့ဒီ69ခုနှစ်မှာတဲ့69ခုနှစ်မှာရှိတဲ့ဒီကဏ္ဍပေါ့နော်ဒီ63နှစ်ရဲ့အဲ့ဒီ63နှစ်ရဲ့သူနဲ့တန်းတမ်းမှုပြီးလိုက်ရင်ဒီမှာခွန်တုံညာရှိတယ်63နှစ်နဲ့ခွန်တုံညာရှိတယ်ဒီ92နှစ်ကြီးမပြန်ဘူးဟုတ်ကဲ့နော်ဒီ69နဲ့89မှာရှိတယ်ဟုတ်ပြီအဲ့ကြတော့အဲ့ဒါကိုမရှင်းခင်ဒီကဏ္ဍဖြစ်စဉ်လေးရင်ရှင်းလိုက်အောင် ီမှာရှိတဲ့63နှစ်နော်အဲ့ဒီ63နှစ်ရဲ့တပင်ကြော်မှာထိတ်နဲ့နောက်နဲ့ပေါင်းကျင်းတော့နော်ထိတ်နဲ့နောက်နဲ့ပေါင်းကျင်းတော့ပြီးရင်သူနဲ့မျက်နှာဆင်းတိုင်းမှာရှိရဒီကောင်းရဲ့ကွန်တုံနဲ့ရှိရတပင်ကြော်မှာနောက်နှလုံးတော့နော်ဒီဘက်မှာရှိတာစီအခွာတော့ဒီဘက်မှာရှိတာစီနောက်နှလုံးတော့ဒီသူနဲ့မျက်နှာဆင်းတိုင်းဖြစ်နေတဲ့ဒီကောင်းရဲ့ဘေးမှာပေါင်းကျင်းလေးဆိုရှိနော်ဒီမှာတည်ထားတာအခွာတော့နောက်တော့ဟုတ်ပြီနော်အဲ့ဒါဒီ6ဆုံးနဲ့နှစ်နှစ်နဲ့နော် 69 89ပြီးရင်သူက90နှစ်နှစ်တွေကိုအဲ့ကဏ္ဍနောက်ဘက်ကိုပြန်ပို့နော်ဒီဘက်ကဒီဘက်မှာတော့သူကမျက်နှာရှင်းတိုင်းဖြစ်နေနော်90နှစ်ပြီးရင်တဲ့ဒီဒုတိယအကတ်ကျတော့ဒီ3နှစ်ဆုံးသောနှစ်ဖြစ်သွားမှာနော်69 89ဒီ3နှစ်ဆုံးသောနှစ်အုန်းသောတော့နဲ့90 2000နော်ဒီ90ခုနဲ့မှရှိရဲ့ တိကနာပေါ့နော်တိကနာတပင်ကြောမှာထိတ်နေနောက်နဲ့ပေါင်းရင်တော့နော်ထိတ်နေနောက်နဲ့ပေါင်းရင်တော့ဒီဘက်မှာလည်းအဲ့လိုပဲထိတ်နေနောက်နဲ့ပေါင်းရင်တော့တော့အဲ့လို3ကို6ခုဖြစ်လိုက်30ဖြစ်လိုက်လို့လှည့်ဖြစ်နော်6ခုခုရောက်3ညလုံး3တုံးနဲ့အဲ့လိုဖြစ်ဒီမှာကျွန်တော်တို့စဖြစ်တော့ကဒီမှာ6နဲ့ခုနဲ့ဒီမှာခုနဲ့6နဲ့နော်ဒီဒုတိယပြန်มาကြတော့ဘယ်လိုဖြစ်တော့ဆိုတော့ မ3နဲ့3ကနဲ့နော်6နဲ့5ဒီဒုတိယဒုနဲ့မျက်နှာချင်းဆိုင်ဒီကောင်းရဲ့ဘေးမှာပေါင်းခြင်းလေးရှိအာကိုပြီးတော့တော့30ပေါ့နော်ကိုကိုပဲကိုရဲ့2000ပြီးရင်ဒီပြစ်စောနဲ့နှစ်ပေါ့နော်27 27နော်ဒီ36နှစ်ရဒီကို3ငါးမျက်နှာချင်းဆိုင်နော်ဒီ36နှစ်ရတပင်ကျော်မှာလဲထိတ်နောက်ပေါင်းခြင်း73 ဒီ3ခု5ရဲ့တပိတ်တယ်မလဲနောက်နှလုံးပေါင်းတယ်တော့တော့ဒီမှာ86 303เนาะ86 30လေးဖြစ်เนาะအဲ့တော့ထွက်ရမယ့်ကဏ္ဍနေတည်ပါပြီเนาะထွက်ရမယ့်ကဏ္ဍနေရတယ်ဒီမှာ632ရယ်ခု308เนาะထွက်တော့ဘယ်လိုထွက်ရမလဲဆိုတော့ဒီ632ကတဲ့ဒီခြေမှာကျွန်တော်ဒီမှာတက်ရှိကလေးခတ်ပြီးတယ်ဒီ6ကအပိတ်နဲ့ထွက်အောင်အပိတ်နဲ့ထွက်အောင်နှစ်ကွက်ထိုးရမယ်เนาะ 6ပိတ်နဲ့ထွက်ရမယ်။1 3 6 3နဲ့ရှင်။ဟုတ်ပြီ။ဘယ်ချိန်မှာထွက်မှာလဲ။5ဆွန်းနဲ့နဲ့5ဆွန်းနဲ့နဲ့မှာထွက်။နှလုံးပေါင်း၄နှလုံးပေါင်း၄အသေးခံပြီးတော့မှသူ့ရဲ့ဘေးမှာထွက်မယ်။3နဲ့6နဲ့3 6သူ့ရဲ့ဘေးမှာခွန်ရှိတယ်။နောက်တစ်ခါဆိုရင်သူက3ညနော်ခွန်တလက်3ညတလက်နော်။ပေါင်းချင်း၄အသေးရှိမယ်။အပေါ်မှာပေါင်းချင်း30ခံထားတယ်နော်။ကြတော့ဒီမျက်နှာချင်းတိုင်းပဲသွားတာဟုတ်တယ်နော်။ပေါင်းချင်း30 包金绿，包金绿、啊啊啊、也最便宜嘛。二里包金的是包金绿，绿子也便宜嘛，着嘛？你多少都能晓得，都要淘嘛，看着拢看嘛，好滴。你找个百年出来，都要里面来，晓得嘛？在那现代面转嘛，你看到哪些个？你看，看来来那转，看来来那转嘛，不老转嘛，都人家看稀稀罕，都人家喏，别地方转嘛，伢都那呢嘛。 ငါးဆုံးနဲ့နှစ်ပါပဲနော်ဘယ်အချိန်မှာထွက်မလဲနှလုံးပေါင်းလေးအသေးပုံမှာပေါင်းခြင်း30ပေါင်းခြင်း30ပေါင်းခြင်း၄လို့ခံပြီးပေါင်းခြင်း၄တဲ့တယ်မှာ3983လို့ထွက်သူရတော့မှာ3တလုံးခံဟုတ်ပြီနော်ငါပြန်ဒုတိယကဒုတိယကကဒီ90နဲ့2000နဲ့เนาะဒီ90ခုနဲ့မှာထွက်မှာပေါ့ ဒီကနတစ်ရှင်ကပေါ့ဒီတစ်ရှင်ကဒီမှာကျွန်တော်ကြက်ရှိကလေးခတ်ပြီးတာထိတ်စီနော်အဲ့တစ်ကအပိန်နဲ့ထွက်ရဘလို့ထွက်မှာလို့58 51 58 51 58 51ဆိုပြီးငါးဆုံးနဲ့နဲ့ပေါင်းချင်း၄အသေးခံအပေါ်မှာပေါင်းချင်း6နော်ကြက်ဒီကတည်ပေးလိုက်တာဟိုဘက်မှာလည်းဟိုဘက်မှာပထမတည်တော့3ည6ဖြစ်ရင်ဒုတိယကောင်ကလည်း3ည6ဖြစ်ရင်အခုဒီမှာတည်လိုက်တာပေါင်းချင်း6ပေါင်းချင်း၄နော်ပေါင်းချင်း၄ကအသေးနော် ပေါင်းကျင်း6ပေါင်းကျင်း၄အိုက်ကောင်ရဲ့မျက်နှာချင်းတိုင်းမှာထွက်မှာတစ်အပိန်နဲ့၅ရှစ်တစ်ရှင်းငါတည်းလို့ထွက်သူ့ရဲ့တောင်းမှာဟောတလုံးခံပြီးရင်ဒုတိယထွက်မှာကောင်ကဒီကောင်နော်၅40ဒီ၅ကသောနာဒီတစ်ကအပိတ်ဆိုရင်ဒီကောင်ကအလဲ၃ည၅၄ဘုံမဟုတ်၄50ပုံညာ၅လေး၄50ထွက်အောင်ပဲဒီမှာထွက်မှာပါအဆုံးနဲ့နော်ပေါင်းချင်း၄အသေးခံပါ ိုမှာပေါင်းချင်းလျှောက်ပေါင်းချင်းဒီဒီသူ့ရဲ့ဘေးမှာငားလေတိုင်းနဲ့50သုံးငန်းငားလေးထွက်သူ့ရဲ့တောက်မှာသုံးငန်းတစ်လုံးခံနော်ပခွန်တစ်လက်သုံးငန်းတစ်လက်အဲ့လိုတော့အခုဒီနောက်ဆုံးပင်ပေါ့နော်ဒီနောက်ဆုံးပင်ရဒီမှာသုံးငန်းလျှောက်နေတော်ဒီတုံညအပိတ်နဲ့ထွက်ရမယ်6နှစ်ဆိုရသူမို့2နှစ်လျှောက်ဆိုနော်6နှစ်ဆိုနှစ်လျှောက်ဆိုပြီးထွက်ရပြန်မထွက်မှာ5ဆုံးနဲ့နှစ်5ဆုံးနဲ့နှစ်မှာထွက် ဟုတ်လားပေါင်းခြင်းလေးအသေးပေါင်းခြင်းလေးအသေးရပြီမှာဆိုအပေါ်မှာပေါင်းခြင်းလေးနော်ဒီပေါင်းခြင်းလေးနှစ်ခုထပ်နေနော်ဒီမှာလေးဆိုဒီမှာလေးဟိုဘက်မှာတော့က၃ညာလေး၃ညာလေးပြီးရင်၆၄၆လေးဒီမှာကျတော့လေးနှလုံးထပ်နော်အဲဟိုဘက်ပေါ့ပေါင်းခြင်းလေးနှစ်ခုထပ်တယ်ပေါင်းခြင်းလေးပေါင်းခြင်းလေးလေးအသေးရပြီမှာလို့ထပ်နော်၄၆၆၂၀ပြီးမှာခွန်တလုံးခံပြီးကြတယ်ဟုတ်ပြီဒုတိယကွက်ဒုတိယကွက်ဆိုဒီကောင်ပေါ့နော် ဒီကောင်ဒီကောင်က3ခါနဲ့ထွက်3လေတိုင်းနဲ့ထွက်935လုံး939 935ပါတော့ဘယ်တိမ်မှာထွက်မှာနော်9ဆုံးနဲ့နဲ့ထွက်အဲ့ဒါကျွန်တော်လိုက်ကြည့်လိုက်တယ်၄နှစ်ခါထွက်မထွက်ဘူးမြေပေါင်းချင်း၄ပေါင်းချင်း၄အသေးနော်မြေပေါင်းချင်း၄မြေပေါင်းချင်း၄အသေးသူ့ရဲ့မျက်နှာရှင်းတိုင်းမှာထွက်539 935ပါတော့သူ့ရဲ့တောင်းမှာ တုံညာတလုံးရှိမယ်။ပေါင်းခြင်း၄နှစ်ခါခံရမယ်နော်။ပေါင်းခြင်း၄၄သိသူနဲ့သူ့ရဲ့ပေးမှာထွက်မယ်။၅၃ခုခုတုံသူ့ရဲ့တောင်းမှာတုံညာတလုံးခံ။နောက်ဖြစ်နိုင်ခြင်းရှိတဲ့အချိန်ဒီမှာတစ်ခုဖြစ်နိုင်တယ်နော်။ပေါင်းခြင်း၄ပေါင်းခြင်း၄ဒီမှာကျတော့၄အကြီးဖြစ်သွားတယ်နော်။ပေါင်းခြင်းလေးပေါင်းခြင်းလေးသူ့ရဲ့ပေးမှာမြေတုံညခံတယ်။နောက်တစ်ပင်မှာကျတော့ဒီမှာပေါင်းခြင်းလေးပေါင်းခြင်းလေးပဲခံတော့တယ်။ဒီမှာလာဒီမှာတော့တုံညမရှိတော့ဘူး။ဒါဖြစ်နိုင်ခြင်းရှိတဲ့အကျင့်သုံးခုနော်။ ား939 935ဆိုပြီးနော်အဲ့ဒါဒီ site လေးကကျွန်တော်အရင် ပြပေးပြပေးဘူးလေနော်ဟိုကဒုတိယအကြိမ်ပြန်ပြတာနောက်တငယ်ချင်းတို့ကျွန်တော်အဲ့ဒါလေးကျွန်တော်နောက်ကျရင်ကျွန်တော်တင်ပေးဖို့မယ်ဗျာနော်ဒီမှာဒီကလနာမှာပေါ့ဗျာဒီ၅ပလိတ်၃ခုထပ်တယ်ဒီဒီမဲ့တစ်ခုနော်မဲ၅ပလိတ်၃ခုတန်းတာတစ်ခုဒီမဲ့တစ်ခုနော် ုဒီမှာလည်း၅ပြည့်တုံးတယ်အဲ့ဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်တော်တော်များများလေ့လာတာရှိတယ်အဲ့ဒါလေးကိုမိတ်ဆွေတို့ကျွန်တော်နောက်ကြဟင်ဘုဒ္ဓတရားအနေနဲ့ထပ်ပြီးတင်ပေးမယ်အဲ့အဲ့ဒီ၅ပြည့်တုံးခုတန်းနဲ့ဟိုကအလုံးလောက်တာတွေအများကြီးရှိတယ်နော်အဲ့ဒါလေးတွေကျွန်တော်မိတ်ဆွေတို့ကျွန်တော်အားတဲ့အချိန်လေးတင်ပေးမယ်နော်ဒါအခုကနမူနာအနေနဲ့ကျွန်တော်ဒါသတင်းစကားပါပေးလိုက်တာနော်ကဲမိတ်ဆွေအားလုံးမင်္ဂလာကောင်းကြပါစေဗျ